ီနေ့တော့ဗိမာန်တော်ဖြစ်ချင်းမင်္ဂလာဆိုရက်ကောင်းစဉ်လေးနဲ့ဘွားပေးတော့မှာဖြစ်ပါတယ်ကိုရင်သဩဝါဒစာပထမဆောင်အခန်း6စာပိုက်19 20ကိုဖတ်ပါမယ်အဘယ်သို့နည်းသင်တို့ကိုခန္ဓာသည်ဘုရားသခင်ပေးသနာတော်မူသောဝိညာဉ်တော်တည်ဝတ်သောသင်တို့အထက်၌ကျင့်ဝတ်တော်မူ၏တန်ရှင်သောဝိညာဉ်တော်၏ဗိမာန်ဖြစ်ကြောင်းကို၎င်းမိမိကိုမိမိမပိုင်ကြောင်းကို၎င်းမတိကြသလော့ သင်တို့သည်အဘိုးနှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်ဘုရားသခင်ပိုင်တော်မူသောသင်တို့ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်အားဖြင့်ဘုရားသခင်ကုံတော်ကိုထင်ရှားစေကြလောပြောရတွေ့ရတယ်။ဆိုတော့ကျွန်တော်ယုံကြည်သူတို့ရဲ့ဒီခန္ဓာဟာနော်ဒီခန္ဓာဟာဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တန်ရှင်းသောဝိညာဉ်တော်လာခြင်းဝတ်တဲ့ခါမှာ ခန္ဓာကိုယ်ကဗိမာန်တော်ဖြစ်နေနော်ပြောင်းလဲသွားတယ်နော်ဒီလိုပြောတာဖြစ်တယ်ဒါကြောင့်ကိုယ်ရဲ့ဖြစ်ချင်းကိုသိဖို့အလိုရည်ကြီးပါရည်ကြီးပါတယ်ငါပါလေငါဖယားသခင်ဗိမာန်တော်ဖြစ်ပါတယ်နော်အဲ့လိုသိဖို့လိုပါတယ်ဗိမာန်တော်ကဘာကိုဖြစ်စေသလဲဖယားသခင်အကုန်တော်ကိုထင်ရှားစေမှာဖြစ်တယ်နော်ဒါလို့တွေ့ရတယ်ဒါကြောင့်ငါဖယားသခင်ရဲ့ ကုံတော်ကိုထင်ရှားစေမဲ့သူဖြစ်တယ်လို့နော်နားလေဝန်ခံပါနော်အပိချင်းလေဆရာဘိမှန်တော်ရဲ့မင်္ဂလာနဲ့ပတ်သက်လို့နော်ဘာရှိတယ်လဲပေါ့ဒီဆွမ်းလုံးမင်းကြီးဆောက်တဲ့ဘိမှန်တော်နော်ရဲ့အင်္ဂါရက်တွေရှိပါတယ်ဓမ္မရာဇဝင်တတိယဆောင်အခန်း၈နဲ့၉မှာတွေ့ရတယ်နော်ဆရာဒါကိုကျွန်တော် အသေးစိတ်တော့မဖတ်နိုင်ဘူးအတူချုံနဲ့ရှင်းပြချင်တယ်စာပိုက်30မှာမပြောလဲဆိုတော့သူကဒီဗိမာန်တော်ဟာတဲ့ဆုတောင်းရအိမ်ဖြစ်တယ်ဆုတောင်းရအိမ်မှာတောင်မှဒီမထဲမကုခန်းစတစ်စာပိုက်စခွန်တို့ဟေရှာယအခန်း56တို့ကြည့်မယ်ဆိုရင်တော့သူကလူအမျိုးမျိုးတို့ဤဆုတောင်းရအိမ်အဲ့လိုခေါ်ပါတယ်ခင်ဗျာ ဘုရားသခင်ရဲ့ဗိမာန်တော်ရဲ့ဖြစ်ခြင်းမှာအရေးကြီးဆုံးအချက်ကစုတောင်းရအိမ်ဖြစ်တယ်။ဆောရကတော့သင်ဟာစုတောင်းရအိမ်ဖြစ်နေတယ်။နော်။အဲ့တော့စုတောင်းရင်သင်စုတောင်းရင်နော်။သင်ဟာအမိပြုတ်ပြီးတော့မှဟာလာစုတောင်းရင်လူရဲ့အတွက်သင်ကစုတောင်းရင်နော်။ဘုရားသခင်ကနားထောင်မယ်လို့ပြောချင်တာဖြစ်ပါတယ်။ အဲ့တော့ဘာတွေမှာဆွတ်တောင်းမလဲတဲ့နော်ဘာတွေဆွတ်တောင်းမလဲဆိုတော့ဒီနေ့တယောက်နဲ့တယောက်အငင်းပွားတယ်အငင်းပွားတယ်သူမှန်တယ်ငါမှန်တယ်နဲ့ဟာအငင်းပွားတဲ့ခါမှာနော်တဲ့နေနဲ့ဆွတ်တောင်းပြီးတယ်ဆိုရင်သူကမတရားတော့သူကမတရားတဲ့အဖြစ် ဖြောင့်မတ်တော့သူက ဖြောင့်မတ်တဲ့အကျိုးကိုခံရမယ်ပြောတာတွေ့ရတယ်ဟာဒါတဲ့ ပိုင်ပန်တော်ဖြစ်ခြင်းသိရင်အခွင့်အရေးဖြစ်တယ်။ယေရှုနာမနဲ့ဆုတောင်းပါလူတွေပြဿနာရှိရင်ဆုတောင်းပေးဖို့နော်သင်မှာတောင်းရှိတယ်ဘာလို့လဲသင်ကပိမှန်တော်ဖြစ်တော့ကြောင့်လူတွေကလာဆုတောင်းခံကြမှာဖြစ်တယ်ဟောနော်အဲ့တော့ကျွန်တော်လည်းပြောတတ်တယ်လေတယောက်နဲ့တယောက်ဆုတောင်းပေးပါနော်အပြန်လန်ဆုတောင်းပေးကြအောင်နော်ဆိုတော့အလကားမဟုတ်ဘောဆိုတော့ပိမှန်ဖြစ်တော့ကြောင့်သူလည်းပိမှန်ကိုလည်းပိမှန်တော်ရင်လူသားဖြစ်တဲ့ခါမှာဟာလာအပြန်လန်ဆုတောင်းပေးကြတယ် ။ तू အပိတ်မှန်ဖြစ်လို့ तू ဆူထောင်းလို့ရတာလေ။ तू ဆူထောင်းခံချက်တင်ပြလို့ရတာပေါ့။ဒါလိုမျိုးနော်။ Now တစ်ချက်ကတော့ဘာလဲဆိုရင်တော့အဲစာပိုက်33နဲ့34မှာနော်။ဘာလို့လဲဆိုတော့အပြစ်လွှတ်ချင်းခံရမယ်လို့ပြောတာတွေ့ရတယ်နော်။အဲ့တော့ဒီနေ့တယောက်တော့သူဟာနော်တယောက်တော့သူဟာအပြစ်ကိုပြုတ်မိတယ်ဆိုရင်ဘုရားသခင်ပြစ်မှားမိတယ်ဆိုရင် ဲ့ပြစ်ကြောင့်ရန်သူရှစ်မှာသူကအရှုံးခံရတယ်စာရမဏ္ဍကိုမအောင်နိုင်ဘူးသူ့ရဲ့ခရင်တက်တာကတပိန်ပိန်တလိန်လိန်နဲ့လဲလိုက်ထားလိုက်လဲလိုက်ထားလိုက်ဖြစ်နေတယ်အဲ့ဒါဆိုရင်ဘာလို့လဲနော်ဗိမာန်တော်မှာဆုတောင်းရင်ကောင်းကင်ဘုရားနားထောင်ပါတဲ့နော်အဲ့အပြစ်ကိုလွတ်ပြီးရန်သူနိုင်ရတော့အခွင့်ပေးပါအဲ့လိုပြောချင်တာအတိတ်ဘယ်ကတော့ဒီဗိမာန်တော်ဖြစ်တဲ့တင့်ကို ဆုတောင်းခံချက်တင်ပြလာရင်နော်တတိယဆုတောင်းပါနော်ဒါတင့်ရအခွင့်အာဏာဖြစ်ပါတယ်ဗိမာန်တော်လို့တင့်ခွာတဲ့အခွင့်အာဏာတစ်ခုဖြစ်ပါတယ်နော်နောက်တစ်ခုကတော့စာပွက်35အောက်ပိုင်းမှာလူတွေကနော်ဘုရားသခင်စကားကိုနားမထောင်ဘုရားပြစ်မှတ်တော့ကြောင်းတိုင်းပြည်မှာမိုးခေါင်နေဆိုရင်တဲ့နော်မိုးခေါင်နေဆိုရင် ဗိမာန်တော်ကအမိပြုပြီးဆုတောင်းရင်ကောင်းကင်ဘုရားနားထောင်ပါတဲ့နော်အဲ့တော့တိုင်းပြည်မှာမိုးခေါင်ရေရှားဖြစ်တယ်ဆိုရင်နော်ဆုတောင်းရမှာဖြစ်တယ်လူတွေကဆုတောင်းပေးပါလို့ပြောဆုတောင်းကျွန်တော်ကဒီနော်အညာဒိတာမှာဆိုတော့အိုးရွာမှာရွာနာမည်တော့မပြောပါအခုချိန်မှာစစ်ပွဲဖြစ်နေသူတို့လည်းစစ်ပေးနေပြေးနေရတယ်မိုးခေါင်လို့ဆုတောင်းပေးပါလို့ပြောရင်ဆုတောင်းပေးတယ် နော်မိုးရွာတာပဲဘာဖြစ်လို့လဲဗိမာန်တော့နော်ဆွတ်တောင်းอ่ะအိမ်ဒါသူမြတ်တင်ပြတော့ဆွတ်တောင်းပေးတာပဲနော်ဒီလိုရှိတယ်ဒါကြောင့်ဒီနေ့နော်ဘုရားပြတ်မှားတဲ့တိုင်းပြည်ကမိုးခေါင်ရေရှားရှိဖြစ်နိုင်ပါတယ်ဖြစ်ရင်ဆွတ်တောင်းပါလူတွေဆွတ်တောင်းခံရင်လည်းဆွတ်တောင်းပေးပါဒါဆိုရင်မိုးရွာမှာဖြစ်ပါတယ်နော်နောက်တစ်ခုကတော့ စပိုက်39အောက်ပိုင်းလေးမှာနော်ဘာတွေ့လဲဆိုတော့ဒီတဘာဝဘေးပြီးရင်တရိษံဘေးဘုကောင်နေနော်ပြီးရင်လူလုတ်တဲ့ဘေးကြောင့်ဟာလားအစာဟာရခေါင်းပါတယ်ကုံစင်းနှုံးနဲ့ကြီးတယ်ဆိုရင်နဲ့ဗိမ္မာန်တော်အမိပြုဆုတောင်းကောင်းကင်ဘုရားနားထောင်ပါ အဲ့လိုဖြစ်နေတယ်ဆိုရင်တိုင်းပြည်မှာနော်ကျွန်တော်တို့ကဆွတ်တောင်းပေးရမယ်ဗိမာန်တော်နော်ဆွတ်တောင်းပေးရမယ်လူတွေကဆွတ်တောင်းခံလဲဆွတ်တောင်းပေးရမှာဖြစ်တယ်အဲ့ဒါဆိုရင်ဘုရားသခင်နားညောင်းပြီးတော့နော်ဒီဟာလာအစာခေါင်းပါခြင်းဘေးကနေကယ်လွတ်မှာဖြစ်ပါတယ်နော်နောက်တစ်ခုကတော့စာပိုက်40အောက်ပိုင်းမှာနော်ဘာပြောလဲဆိုတော့ ဒီလူတွေတဲ့เนาะယုံကြည်သူတွေဘုရားသခင်ကိုဟလာကြောက်ရွံ့တောသူတွေဖြစ်ဖို့အတွက်ကျွန်တော်ကကိုယ်တိုင်အဆုတောင်းရမှာဖြစ်တယ်เนาะအဲ့ဒါဆိုရင်တော့ဘာဖြစ်လဲအဲစိတ်နှလုံးသဘောတိတော်မူတဲ့ဘုရားသခင်ကဟာသူတွေအပြုတ်ခွတ်လွတ်ပြီးဘုရားသခင်ကြောက်ရွံ့တတ်တော်သူဖြစ်အောင်ပြုတ်ပြင်ပေးမှာလို့ပြောရတွေ့ရပါတယ်နောက်တစ်ချက်ကတော့ စာပိုက်41အောက်ပိုင်းမှာတပါးမျိုးသားတွေကတပါးမျိုးသားတွေကဖရားရဲ့ဂုံခြေစူးတရင်ကိုကြားတဲ့အခါမှာဗိမာန်တော်ကိုလာပြီးဆုတောင်းရင်ကောင်းကင်ဘုံကနားထောင်ပါတဲ့ဘယ်လိုပြောလဲအဲ့တော့မယုံကြည်သူတွေကဩယုံကြည်သူတွေဟာ စွတောင်းရင်เนาะသူတို့စွတောင်းတဲ့အတောင်ဘုရားနားထောင်ပေးတယ်ဆိုတော့သိပြီးတော့မှလာရင်စွတောင်းပေးပါဒီလိုမျိုးเนาะအာဘယ်လိုစွတောင်းရမလဲအဲ့လိုမေးလာရင်ဒီနေ့စွတောင်းပေးလိုက်ပါသူတို့အတွက်သူတို့ဘာခက်ခဲဖြစ်လဲကျွန်တော်စွတောင်းပေးမနော်เนาะဘုရားခင်စမှာစွတောင်းပေးမစွတောင်းပေးပါအဲ့ဆိုရင်တော့တင့်စွတောင်းခြင်းကိုဘုရားနားညောင်းပါဖြစ်ပါတယ်ဒါဆိုဘုရားဘုံထင်ရှားမယ်လို့ပြောတာဖြစ်ပါတယ် now စပိုက်54မှာကျတော့သူကရန်သူကိုအောင်ဖို့အတွက်စရမဏတ်ကိုတိုက်ဆက်ဆင်တယ်ပေါ့နော်အဲ့ချိန်မှာလဲဘာဖြစ်လဲဗိမာန်တော်ကကိုတန်းတပြီးတော့မှဆွတ်တောင်းတယ်ဆိုရင်တဲ့ကောင်းကင်ဘုရားနားထောင်ပါအဲ့တော့ဒီနေ့နော်စရမဏတ်ကြောင့်ရှုံးနေနေရတဲ့သူတွေဝိညာဉ်တိုက်ပွဲတွေကျွန်တော်ဝင်ရဖို့ရှိပါတယ်အဲ့ဒီခါမှာဘာလို့မလဲဆွတ်တောင်းရမှာဖြစ်တယ်ဗိမာန်တော်ဖြစ်တဲ့သင်နော် ကဆုတောင်းမယ်ဆိုရင်ဘုရားသခင်ကနားထောင်မယ်လို့ပြောချင်တာဖြစ်ပါတယ်။နောက်ဆုံးချက်နေတော့ supply 46အပိုင်းပေါ့နော်။ဒီအပြစ်ကြောင့်ဘုရားသခင်နားမထောင်ဘုရားပြစ်မာတဲ့အတွက်အပြစ်ကြောင့်တိုင်းပြည်ကသူများဂျုံဘွားကိုရောက်ခဲ့တယ်ဆိုရင်တိုင်းပြည်နဲ့လူမျိုးကဂျုံပြုတ်ခံရတယ်ရန်သူတွေရဲ့အနိုင်ယူခြင်းခံရတယ်ဆိုရင်လည်း ဘိမှန်တော်ကိုအမိပြုပြီးတော့မှတန်းတပြီးဆုတောင်းရင်ကောင်းကင်ဘုရားနားထောင်ပါတဲ့ဟောအဲ့ဒါကြောင့်ဒီနေ့ဟုတ်လားတိုင်းပြည်မှာကိုတိုင်းပြည်ကြောက်ခွရတဲ့ဖြစ်နေတယ်နော်အဲတိုင်းပြည်ဟာရန်သူရဲ့အနိုင်ယူခြင်းခံရတဲ့ဂျုံဘုရားကိုရသွားတာမျိုးရှိတယ်ဆိုရင်ဆုတောင်းပေးဖို့ဖြစ်ပါတယ်ဟောဆုတောင်းပေးဖို့ဖြစ်ပါတယ် ဲ့ဒါဆိုရင်တော့ဘုရားသခင်နားထောင်ပြီးတော့ဂျုံဘွားနဲ့ပြန်လဲလွတ်မြောက်ခွင့်ပေးမယ်ဖရတွေ့ရတယ်။အဲ့လိုရှောလမုန်မင်းကြီးကဗိမာန်တော်ဖြစ်ခြင်းရဲ့ဗိမာန်တော်ရဲ့အတိတ်ပဲပေါ့။နော်။အဲ့ဒါအာကိုသူကဆွတောင်းတဲ့ခါမှာဘုရားသခင်နားညောင်းတယ်တဲ့။ကောင်းကင်ဘုရားမိကြပြီးထူးတယ်လို့ပြောတာတွေ့ရပါတယ်။နော်။ဘာကြောင့်အတိတ်ပဲကတော့နော်။ယုံကြည်သူရဲ့ခန္ဓာကိုယ်ဒီဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်။နော်။ အဲ့တော့ရှောင်းမင်းကြီးလက်ထက်ကဗိမာန်တော်မှာဟာလာဗိမာန်တော်ဖြစ်ချင်းရဲ့เนาะမင်္ဂလာကတော့လူအမျိုးမျိုးစုတောင်းရဖြစ်တယ်အမျိုးမျိုးသောပြဒနာတွေ့တော်လကောင်ကောင်းချီးခံဖို့တွေ့တော်လကောင်စုတောင်းရင်ဘုရားသခင်ကကောင်းကင်ဘုရားနားထောင်တယ်လို့ပဲဒီနေ့တင်ဟာထူဗိမာန်တော်ဖြစ်လာပြီဖြစ်တဲ့အတွက်တင်ဟာစုတောင်းရအိမ်ဖြစ်တယ်လူအမျိုးမျိုးတွေကเนาะ တင့်ကိုအားကိုးပြီးတော့မှလာဆွတောင်းခံချက်တင်ပြကြမှာဖြစ်တယ်။ပြသအမြင့်မြတ်အတွက်လည်းဆွတောင်းပေးရမှာဖြစ်တယ်။အဖက်ခန်6စာပိုက်78မှာပုဆွတောင်းပတနာအမျိုးမျိုးနဲ့နော်လူမျိုးမျိုးအတွက်တန်ရှင်းသူတို့အတွက်ငါအတွက်ဆွတောင်းပါတဲ့။ရှင်ဘောလို့ပြောတယ်။မချားမလဆွတောင်းကြတော့တို့ပြောပါလား။ဘာကြောင့်လဲ။ဒီမှာလေ ကျွန်တော်ခန္ဓာကိုယ်ကဘာဖြစ်လဲလူအမျိုးမျိုးဆုတောင်းရအိမ်ဖြစ်တော့ကြောင်းဆုတောင်းခိုင်းတာပေါ့ဒါရအောင်ဒီနေ့အားပေးခြင်းပါတယ်နော်အားပေးခြင်းနဲ့သင်ဟာဗိမာန်တော်ဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်လူအမျိုးမျိုးရဲ့ဆုတောင်းရအိမ်ဖြစ်တယ်အဲ့တော့သင်ကသင်အတွက်လည်းဆုတောင်းလို့ရတယ်ယေရှုနာမနဲ့ဒုနည်းတူတိုင်းပြည်အတွက်လူအမျိုးမျိုးအတွက်ဆုတောင်းလို့ရတယ်သင်ဆုတောင်းရင်ဘုရားသခင်ကယေရှုနာမနဲ့ဆုတောင်းရင်နားထောင်ပါ ဖြစ်ပါတယ်။ဒါဟာဗိမာန်တော်ဖြစ်ခြင်းအမင်္ဂလာဖြစ်တယ်လို့ပြောကြရင်လည်းနေကုန်းချုပ်ပါတယ်။ဘုရားသခင်ကိုတင်တော်အားလုံးကောင်းချီးပေးပါစေတော့။အာမင်။